အိန္ဒိယနိုင်ငံအနောက်ပိုင်းအမီတာဘတ်မြို့ကနေလန်ဒန်ကိုထွက်ခွာလာတဲ့အဲအိန္ဒိယလေကြောင်းလိုင်းကလေယာဉ်တစ်စီးဟာဇွန်လ12ရက်မနက်မှပြစ်ကျသွားခဲ့ပါတယ်။အဲ့ဒီလေယာဉ်ပေါ်မှာလေယာဉ်မှူး2ဦး၊လေယာဉ်ဝန်ထမ်း10ဦး၊ခရီးသည်232ဦး၊စုစုပေါင်း242ဦးလိုက်ပါလာတာဖြစ်ပါတယ်။အဲ့ဒီလေယာဉ်ကအမီတာဘတ်လေစိတ်ကနေထွက်ခွာပြီးစက္ကန်ပိုင်းအတွင်းမှာပဲလေဆိပ်အနီးကရက်ွက်တစ်ခုမှရှိတဲ့ PG Medical College and Hospital အဆောက်အုံပေါ်ပြက်ကျပြီးပောက်ကွဲမိလောင်သွားခဲ့တာပါ အဲ့ဒီလေရင်ပြကြမှုအတွင်းမှာလေရင်ပေါ်ပါတဲ့လူပေါင်း242ဦးအနက်240တဦးသေဆုံးခဲ့ပြီးအသက်40အရွယ်ရာမတ်ဘေရှဝကူမာလို့ခေါ်တဲ့အိန္ဒိယနယ်ပါးဗြိတိရှနိုင်ငံသားတဦးသာအသက်ရှင်ကျန်ခဲ့ပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့ရာမတ်ဟာလေရင်ပြကြပြီးမကြခင်မှာပဲလေရင်အပြည့်စည်းပုံကြားကနေလူနာတင်ရင်စီကိုလမ်းလျှောက်လာနေတဲ့ဗီဒီယိုဖိုင်ဟာလေလူမှုကွန်ရက်မှာပြန့်နှံ့နေပြီးသူ့ကိုယ်ကံအကောင်းဆုံးလူသားလို့တောင်ခေါ်နေကြပါတယ်။ အဲ့ဒီလေရင်ပြကြခဲ့တဲ့အဆောင်အတွင်းကဤအသားတွေကျမ်းမာရေးဝန်ထမ်းတွေနဲ့ចောင်းသားအယောက်90ခန့်ဟာလေလေရင်ပြကြမှုအတွင်းတည်ဆုံခဲ့ရပါတယ်လေရင်ပြကြမှုအတွင်းအသက်ရှင်ခဲ့တဲ့ရာမတ်ဘေရှဝကူမဟာတန်ရာကြီးကြီးမားမားမရခဲ့ပေမဲ့လက်ရှိမှာစေကူတာမှုခံယူနေပါတယ်ဒီဖြစ်ရပ်အတွင်းမှာနောက်ထပ်ကံကောင်းသူတဦးလည်းရှိနေခဲ့ပါတယ်သူ့နာမည်ကတော့ဘူမီချိုဟန်လို့ခေါ်တဲ့အမျိုးသမီးပါသူမကတော့လင်းရင်ပြကြတဲ့အထဲမှာမပါပါပဲလေစိတ်ကို7မိနစ်နောက်ကျပြီးရောက်လာတာကြောင့်လင်းရင်ပြကြမှုအတွေ့မပါခဲ့ပဲ အသက်ဘေးကလွန်မြောက်ခဲ့သူဖြစ်ပါတယ်